ဝမ်းလာတာပေါ့ဝမ်းလာဆိုတာကျွန်တော်တို့လောဝိဆိုနေပဲလေးအသေးလေးမှကျွန်တော်တို့ကကွဲထိုးတဲ့ခါကျရင်ဒီမနေ့ကသူတို့ခါကျရင်ကိုယ်လံကိုခြုံရတာပေါ့အဲ့အဲ့အရာရရတာကျွန်တော်တို့လက်ဟိုဟိုဘာနဲ့မှမလဲနိုင်ဘူးကျွန်တော်တို့အဲ့အိမ်မိတ်နဲ့ကျွန်တော်တို့စ조사ခဲ့ရတာ USC ဆိုတာဒါကမ္ဘာလုံးဆိုင်ရာမှာဒီကိုခါပညာပေါင်းဆောင်မှာဆိုတာအကြီးဆုံး promotion တစ်ခုပဲဆိုတော့အရန်ကိုယူတာပေါ့နော်ဟုတ်ခါမျိုးလို့ပေါ့ကျွန်တော်ကျွန်တော်မမြင်ရတဲ့ကြားရတဲ့ကျွန်တော်အဲ့လိုကောင်းပွေကြတဲ့ရေဘရားရောက်ကြီးတာသူ့ပဲဟုတ် ဘရစ်ဂျက်တယောက်အနေနဲ့ဆိုရင်တော့ကျွန်တော်တို့ကနိုင်ငံနဲ့နေချင်တယ်ကျွန်တော်နှစ်ချီသုံးချီလောက်မှနိုင်စီချင်အောင်ကြည့်ချင်တာ哦ကျွန်တော်တို့ကဒါဒါဟိုနေပြလို့အာကိုယ်ပိုင်ကကန်ကောင်းလိုက်တာဆောလိုက်ဆောဆောလေးနေမဟုတ်ဘူးကစားသမားတွေတော်ကျွန်တော်တစ်စက္ကန့်တစ်မိနစ်အရာသူတို့တော့အရင်ကြီးတယ် And that is it oh my goodness ကျွန်တော်ပွဲတွေကိုလိုက်ကြည့်တယ်ကျွန်တော်တို့ရွာလူတွေဆိုရင်ကျွန်တော်ခဏနာဆဲတယ်အဲနှစ်တစ်ချီနှစ်ချီလို့ပြီးရောပြီးသွားတော့ကိုကိုအနေနဲ့ကလည်းကျူစလက်ကျက်သက်ခုံဆိုရှိတာဟောကစားသမားလည်းဟိုဆွဲထိုးကြည့်မိမဲ့လည်း မတော်မတော်ချီမတော်လက်ထိကိုပဲကိုကိုလဲနေဖြစ်မှာဆိုတော့လေဝမ်းလာတာပေါ့ဝမ်းလာရဆိုတာကျွန်တော်တို့ကဒီကျွန်တော်ရဲ့အသွေးသားထဲမှာကတက်ခိုက်ရင်းနဲ့ကျွန်တော်တို့ကကြီးပြင်းလာတာနောက်တစ်ခုကဒီအတုစားပေါ့လေကျွန်တော်တို့ကကျွန်တော်တို့တော့မှကျွန်တော်တို့လောက်ဆိုတဲ့ level လေးအသေးလေးမှာကျွန်တော်တို့ကပွဲထိုးတဲ့ခါကျရင်ဒီမနေ့ကတို့တို့ခါကျရင်ကိုယ်လံကိုခြုံရတာပေါ့အဲ့အဲ့အရာရရတာကျွန်တော်တို့လက်ဟို ဟိုဘာနဲ့မှမလဲနိုင်ဘူးကျွန်တော်အဲ့အိမ်မိတ်နဲ့ကျွန်တော်စူးစမ်းခဲ့ရတာဟို Joshua Ben ဆိုရင်တော့အတိုင်းနဲ့လုံမဲ့လေဘာလို့ USC ဆိုတာကဘာလုံးဆိုင်ရာမှာဒီကိုခါပညာပေါင်းဆောင်မှာဆိုတာအကြီးဆုံး promotion တစ်ခုပဲဆိုတော့ဟိုလို့ပြီးအရန်ပြောတယ်ဒါကမြန်မာနိုင်ငံရဲ့ပထမဦးဆုံး USC champion အဲတနည်းအားဖြင့်ထပ်ပြောမယ်ဆိုရင်မြန်မာနိုင်ငံရဲ့ဒုတိယမြောက်ကဘာလုံးဆိုင်ရာ champion ပေါ့ပထမအကူအောင်လာရှိတာဆိုကျွန်တော်တို့ကတို့တို့အတွက်အမြဲတမ်းဟို ဂုံယူရတဲ့လူပဲအဲ့တော့ကျွန်တော်ကျွန်တော်လက်ကစားသမားတယောက်ဖြစ်တဲ့အတွက်အရင်ဂုံယူတော့ဗောနော်ဟုတ်ခွင့်မပြောလို့ဗောကျွန်တော်ကျွန်တော်မမြင်ရတဲ့ကြားရတဲ့ကျွန်တော်အဲ့လိုကောင်းပွေကြားရတဲ့ရေဘရားဟိုကြီးကသူ့ပဲဟုတ်ဘူးဇက်တယောက်အနေနဲ့ဆိုရင်တော့ကျွန်တော်တို့ကနိုင်နေနေခြင်းတယ်ကျွန်တော်နှစ်ချီသုံးချီလောက်မှနိုင်နေကြအောင်ကြည့်ကျင်တာ哦သူသူထိုးတာကိုကြည့်ကျင်တာလာပရိသတ်တယောက်အနေနဲ့ဆိုကစားသမားတယောက်အနေနဲ့ကြတော့ကျွန်တော်တို့ကဒါဒါဟိုနေပြလို့အာကိုယ်ဘယ်ကွာကန်ကောင်းလိုက်တာဆောလိုက်ဆောဆောလေးနေမဟုတ်ဘူးကစားသမားတွေတင်မကြတော့ တစ်စက္ကန့်တစ်မိနစ်အရာသူတို့ကအရန်ရင်ကြီးတယ်။ဟိုဆိုသူတို့ကတော့ဘယ်လိုပြီးမြန်နေကောင်းလေးပဲ။နောက်တစ်ခုက USC ဆိုတဲ့ချန်နေရာကြီးမှာလေ။ဟိုဆိုတော့သူသူ့အတွက်ကကျွန်တော်ထင်တာကျွန်တော်ကအဲ့ပွဲမနိုင်ခင်ဒီသူတို့ဒီပြောလို့တဲ့အချိန်မှာသူအင်တာဗျူးဖြည့်တဲ့ဟာလေးကျွန်တော်အဲ့လိုဖြစ်လိုက်ရဲ့။ဆိုတော့ကျွန်တော်ကကျွန်တော်ဖြစ်ကျွန်တော်ပြောတဲ့ Joshua Ban Champion ဖြစ်ကိုပြင်မှာ။ဟိုဆိုတော့ तू ကစကားပြောတဲ့အခါမျိုးမှာလေထိထိမိမိပြောတတ်တာပေါ့နော်။မနေ့ကပြောသွားဆိုဟို ဟိုသူများကသူ့မိတယ်ပေါ့ flyweight champion မင်းအခုဒူးရည်ဆိုမင်းစိတ်ထဲမှာဘလို့မင်းအဲ့တော့အတိပဲဘလို့ဖွင့်မလဲသူပြောသွားရှင်းရှင်းလေးနက်ပြန်အတွက်တော့သူသိသိမသိငါသိသိတာဆိုတော့ကျွန်တော်ကအရန်ကြိုက်တယ် For the flyweight championship of the world, give us your thoughts on what this means to you and what's going to happen tomorrow night. Tomorrow, kill or be killed, and we stay at that. Joshua the Van, ladies and gentlemen. So, oh, ကျွန်တော်တို့ကစားသမားတွေကတော့ကိုယ်စုံမလုံးမဲ့အလုပ်ကိုယုံကြည်မှုရှိရှိနဲ့ပြောနိုင်ရင် ဟိုယုံကြည်မှုရှိရှိစကားလုံးထွက်ပြီဆိုလဲကွာတေချာတကူကတို့ရင်ထဲမှာတို့ဘလောက်ဒီယုံကြည်မှုထားလဲပေါ့အဲ့တော့ကစားသမားတို့ကတော့မြန်လီကောင်းလေးပဲဟိုပြည်သက်တယောက်အနေနဲ့ကြည့်မှဆိုရင်တော့ရှင်ပြည်ကတော့နှစ်ချီဆုံးကြီးတော့မနိုင်စေချင်တာကျွန်တော်ကခဏခဏပြေဘူးတယ်ကျွန်တော်ပွဲတွေကိုလိုက်ကြည့်တယ်ကျွန်တော်တို့ရွာလူတွေဆိုရင်ကျွန်တော်ခဏခဏဆဲတယ်အဲ့နှစ်တချီနှစ်ချီလို့ပြီးရောပြီးသွားတော့ကိုကိုအနေနဲ့ကလည်းကျူစလက်ကျက်သက်ခုံတော့ရှိတာပေါ့ကစားသမားကလည်းဟိုဆွဲထိုးကြည့်မိမဲ့လေမတော်မတော်ချီမတော်လက်ထိကိုပဲကိုလဲဟိုနေဖြစ်မှာဆိုတော့လေ စ်လာမိရဆိုတော့ Joshua Van တို့ပွဲကိုကြည့်လို့တော့အဲ့လိုကြီးပဲဖြစ်သွားဆိုသူတို့ကအရန်လက်ကြိုးစားတယ်အရန်လက်ကောင်းတယ်လေဒီကတော့ကျွန်တော်ကဟိုကျွန်တော်တွေ့တယ်မှာအမြဲတမ်းမျက်လုံးပြောင်းကောင်းလို့ရှိရင်လောက်ပြထုတ်ဖို့အတွေ့ရပထမအောင်ဒါပေမဲ့ဖြစ်ဖြစ်တော့မဖြစ်နိုင်တော့ဘူးဒါပေမဲ့လည်းဟိုလိုတော့ဟိုဟို TV TV ကားတဲ့လိုပေါ့ကံပေါ့လေဖတ်ဖတ်ဆိုအဲ့မျိုးလိုအဲ့လိုပြင်မြင်သွားတယ်ဆိုတော့တကယ်ပထမဆုံးဦးစားပေးကျွန်တော်လောက်ပြထုတ်ပါအဲ့ကျွန်တော် ကျွန်တော်တို့မြမရွေးလုံးဝင်နဲ့ပတ်သက်လို့ဒါကျွန်တော်တို့ကျွန်တော်တို့ရွေးရလုံးဝင်ဆိုတာ nebeli အသေးသေးလေးပါကဘာလုံးနဲ့ရှင်းတာမှကျွန်တော်တို့အသေးသေးပဲရရှောပန်ဆိုရင်ဒါတကဘာလုံးနဲ့ဆိုင်တာပေါ့ကျွန်တော်မြမရွေးလုံးဝင်မှာဘောလဝိဒီကဘာလဝိချန်ပီယံဆိုတဲ့ဘွဲဒီကဘာကိုစတဲ့အချိန်မှာကျွန်တော်အသက်16မှရှိသေးတယ်တကယ်တကယ်ကျွန်တော်လုံးဝင်လောကတဲ့ဟိုထဲထဲဝင်ဝင်ပြီးတော့နေရာတစ်ခုရောက်လာခဲ့တာ3နှစ်လောက်4နှစ်လောက်ပဲရှိတာပေါ့အဲ့အချိန်ကောင်းနေတဲ့အချိန်မှာဘုံနဲ့ဆိုဖြစ်ပါဘာအဲ့လိုမျိုးဖြစ်သွားတာအချိန်မှာဟိုပြောမလဲအရန်ခံစား အရန်ခံစားအဓိကကျွန်တော်ကအလုံးဒီလဝိကိုထူတာနှစ်ချက်ပဲတခုကကျွန်တော်ရမ်းဝါသနာပါတယ်အဖေကကျွန်တော်ရမ်းဖြစ်စေခြင်းနဲ့နောက်တစ်ခုကဒီလဝိနဲ့ပဲကျွန်တော်မိသားစုကျွန်တော်အလိုပြပြလေးလေးထောက်ပံ့ခြင်းနဲ့စိတ်နဲ့ကျွန်တော်အလိုစူးစမ်းခဲ့တာပေါ့နော်အခုဆိုရင်လိုဖြစ်ဟိုညီလေးတန်းစင်ရောဒီနောက်ကကလေးတွေတို့ကြောင့်လည်းတောင်းဝင်ကလောက်ဆိုလူတိုင်းသိလာတော့သူကဟိုယင်းနီးရတာအဲ့တစ်ဖက်ကပြန်တွေ့တော့ယင်းနီးရတာတန်တယ်လို့ပဲပြောဟိုဟိုနှင်းဖြစ်တာပေါ့အဲ့ဒါတော့